အနုပညာဆိုတာဘာလဲကျွန်တော်ရဲ့နေ့စဉ်ဘဝမှာအနုပညာဆိုတဲ့စကလုံးကို မကြာခဏကြားနေရပေမဲ့ဒီစကလုံးရဲ့တကယ်အသေးပဲကိုတိတိကျကျဖွင့်ဆိုဖို့ဆိုတာမလွယ်ကူလပါဘူးအနုပညာဆိုတာဘာလဲလို့မေးလိုက်ရင် လူတယောက်ချင်းစီတိုင်းမှာမတူညီတဲ့အဖြေတွေရှိကြမှာပါဒါရိုးရှင်းတဲ့မေးခွန်းတစ်ခုမဟုတ်ပဲလူသားတွေရဲ့တည်ရှိမှု ကိုစားပြုတဲ့စူးစမ်းရှာဖွေမှုတစ်ခုလိုပါပဲအနုပညာဆိုတာပကြီကားတစ်ချက် ီတတန်စင်တစ်ခုကြပြတပုံးရုပ်ရှင်တကားဒါမှမဟုတ်အကပညာကိုပဲဆိုလိုတာမဟုတ်ပါဘူးအမှုပညာဆိုတာလူသားတွေရဲ့ခံစားချက် အသွေးခေါ်စိတ်ကူးစိတ်တန်းတွေကိုပေါ်ကျူးပြသနေတဲ့ဖန်တီးမှုအားလုံးပဲဖြစ်ပါတယ်အမှုပညာမှာအတုအယောင်ရှိပါဘူးအမှုပညာရှင်စိတ်ဝိညာဉ်ကနေစည်းစင်းလာတဲ့ရိုသားပွင့်လင်းတဲ့စိတ်ခံစားမှုတွေတင်ပြလိုတဲ့အမြင်တွေကိုတည်တည်တတ်တတ်နဲ့စိတ်ကူးဉာဏ်ပညာမြင့်မားစွာပုံဖော်ထားတာကိုအမှုပညာလို့ခေါ်ပါတယ် အနုပညာရဲ့အခြေခံရည်ရွယ်ချက်ကတော့ဖန်တီးသူနဲ့ခန်းစားသူကြားမှာနားလည်မှုတရားကိုထိုးပေါက်ပေးဖို့ပဲဖြစ်ပါတယ်။ပကြီးစရာသူဟာသူ့ရဲ့စိတ်ကနေစိုးရိမ်မှုဝမ်းမြောက်မှုဒါမှမဟုတ်ပတ်ဝန်းကျင်ပေါ်ထားတဲ့သဘောထားကိုဈေးအောင်ချဲ့ခြင်းဖြင့်ပေါ်ထုတ်ပါတယ်။ဇာယီစရာသူဟာအဲ့ဒီခန်းစားချက်တွေကိုစကလုံးတွေနဲ့ပုံဖော်ပြီးဂီတပညာရှင်တွေကအတန်တွေနဲ့ဖော်ဆောင်ပါတယ်။ အနုပညာရှင်ဟာသူရဲ့ကြိယာတွေကိုအသုံးပြုပြီးအသွင်းဆက်ရဲ့လှုပ်ရှားမှုပြင်ပကဘာစီပို့ဆောင်ပေးလိုက်ပါတယ်။ဒီနည်းလမ်းနဲ့ပဲအနုပညာဖန်တီးသူရဲ့နှလုံးသားကိုဖွင့်ပြတဲ့မန်တချက်လိုဖြစ်လာပြီးတစ်ချိန်တည်းမှာပဲလူသားတွေရဲ့ဘုံခံစားချက်တွေကိုကိုစားပြုပါတယ်။ဒါပေမဲ့အနုပညာဖန်တီးသူသူထဲအဆုံးဖြတ်မဟုတ်ပါဘူး။အနုပညာရဲ့စွမ်းအားကိုအပြည့်အဝမြင်တွေ့နိုင်ဖို့ဆိုရင် ကြည့်ရှုသူနားထောင်သူဒါမှမဟုတ်ခံစားသူရဲ့အခန်းကဏ္ဍအလွန်အရေးကြီးပါတယ်။ အနုပညာလက်ရာတစ်ခုဟာသူချင်းစီရဲ့ခံစားချက် နောက်ခံတမိုင်းယဉ်ကျေးမှုကိုယ်ပိုင်အတွေ့အကြုံပေါ်မှာမူတည်ပြီးအတိတ်ပဲတွေ ပြောင်းလဲသွားနိုင်ပါတယ်ပပုရုပ်တစ်ခုကိုကြည့်ရင်လူတစ်ယောက်ကစိတ်ငြိမ်းချမ်းမှုကိုခံစားရနိုင်လို့နောက်တစ်ယောက်ကအာရင်ပြည့်ဝတဲ့ခွန်အားကိုမြင်တွေ့နိုင်ပါတယ်ဒါအနုပညာရဲ့အံ့ဩစရာကောင်းတဲ့သဘောတရားပဲဖြစ်ပါတယ်အနုပညာကျွန်တော်တို့ကိုမေခွန်ထုတ်စေတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေနဲ့ရင်ဆိုင်စေတယ် ကမ္ဘာလောကကိုမတူညီတဲ့ရှုထောင့်ကနေမြင်သက်အောင်သင်ကြားပေးပါတယ်။လူမှုပတ်ဝန်းကျင်နဲ့နိုင်ငံရေးမှာလည်းအမှုပညာအရေးပါတဲ့အခန်းကဏ္ဍအနေပါဝင်ပါတယ်။အမှုပညာခေတ်ကာလတစ်ခုရဲ့မှတ်တမ်းတင်သူဖြစ်လို့စိန်ခေါ်သူလည်းဖြစ်ပါတယ်။နာမည်ကျော်ကနဝင်ပကြီကားရီဟာတမိုင်းဖြစ်ရတွေကိုဖော်ပြပေးနေတယ်လို့ကြပြာနဲ့တချင်းတွေကလည်းလူမှုရေးမညီမျှမှုတွေကိုဝေဖန်ထောက်ပြဖို့အတွက်အသုံးပြုခံရပါတယ်။ အနုပညာသိစိတ်နေတဲ့သူတွေရဲ့အတန်ဖြစ်လာနိုင်လို့စိတ်ကူးတစ်တွေကိုမွေးဖွားပေးတဲ့သွန်အားလည်းဖြစ်ပါတယ်။ခေအဆက်ဆက်အနုပညာယဉ်ကျေးမှုဓလိထုံတန်းတွေကိုဆက်လက်ထိန်းသိမ်းပေးနေပြီးလူအဖွဲ့စီရဲ့စုပေါင်းစိတ်ဓာတ်ကိုမြင့်တင်ပေးပါတယ်။လပတဲ့ဗိတုကာလက်ရာတွေနှစ်ပေါင်းများစွာကြာရှည်ခံတဲ့ဂီတတန်စင်တွေဟာလူသမိုင်းတစ်လျှောက်လုံးကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုအမွေအနှစ်ဖြစ်ဆက်လက်ထားရှိစေတာဖြစ်ပါတယ်။ ကြအပြင်အနုပညာကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးအတွက်လည်းအရေးပါပါတယ်။ပင်ပန်းနှဲနေနေတဲ့အခါဝမ်းနဲ့အားငယ်နေတဲ့အခါမျိုးမှာတခြင်းတစ်ပုတ်နားထောင်လိုက်ခြင်း၊စာအုပ်ကောင်းတစ်အုပ်ဖတ်လိုက်ခြင်း၊ဒါမှမဟုတ်ပကြီကားတစ်ချက်ကိုအာယုံဆိုင်ကြည့်ရှုလိုက်ခြင်းဟာစိတ်သက်သာရာရမှု၊စိတ်ချမ်းသာမှုနဲ့ဘဝရဲ့လှပမှုတွေကိုပြန်လည်မြင်တွေ့စေနိုင်ပါတယ်။တနည်းအားဖြင့်အနုပညာဖြစ်စီမှုတွေကြားကျွန်တော်တို့ခိုနားနိုင်မဲ့ဆက်ရလုံခြုံရာနယ်မြေတစ်ခုကိုဖန်တီးပေးတာပဲဖြစ်ပါတယ်။ နေကောင်ချုပ်အနေနဲ့ဆိုရရင်အမှုပညာဆိုတာအတိတ်ပဲဖွင့်ဆိုဖို့ခက်ခဲတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အမှုပညာလူသားတွေရဲ့စိတ်ဓာတ်နဲ့စိတ်ကူးဉာဏ်ပညာရဲ့တက်တည်ပြချက်ဖြစ်တယ်ဆိုတာတော့ငင်းလို့မရပါဘူး။အမှုပညာဘယ်တော့မှရက်သက်မနေပဲအမြဲတမ်းပြောင်းလဲနေပါတယ်။ကျွန်တော်တို့ရဲ့ကဘာကြီးလူမှုအဖွဲ့အစည်းနဲ့ကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲလာတဲ့အများအမှုပညာရဲ့ပုံတံတန်တွေအတိတ်ပဲတွေကလည်းဆက်လက်တိုးချဲ့ပြောင်းလဲနေအောင်ပါ။ ဒါကြောင့်အနုပညာဆိုတာသိကြတဲ့အဖြစ်မရှိပါဘူး။မိခွန်းတွေစူးစမ်းရှာဖွေမှုတွေဖန်တီးမှုတွေနဲ့ဖွဲ့စည်းထားတဲ့လူသားတွေရဲ့ဓာရခီလံပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။နေ့စဉ်နေ့တိုင်းအကြောင်းအရာအသစ်တွေကိုဝေမျှပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါရစေ။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။